ဂျာရီသားကြီးများအားလုံးမင်္ဂလာပါခင်ဗျာဂျာရီသားကြီးများအတွက်နှစ်ရ6လ95မှာရှေ့6လ95အထိဂျာရီသားကြီးများရဲ့တပတ်တာငွေကြေးချီအိမ်တော်ရေးဂျမိုက်ကန်လေးကိုကျွန်တော်လီလိုမှာကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဂျာရီသားကြီးများရဲ့တပတ်တာ ငွေကြေးကလင်ကလင်ဆက်ပြီးကျွန်တော်ကြည့်ပေးပါမယ်။ဒါရီသားကြီးများအတွက်ကြာလိုက်ကနံပါတ်လေးတာကနံပါတ်20အဲကနံပါတ်28တော့ဆိုတဲ့နံပါတ်ကလေးပေါ့နော်။အဲ့တော့ဒီရတာကာလမှာတဲ့တောက်ကြအဲကြာရီသားကြီးမျိုးတွေကငွေကြေးနဲ့ပတ်သက်ပြီးအခွင့်အလမ်းတွေပွင့်တာအဲလက်တွေရှင်တာကိုယ့်ရဲ့ငွေကန်ကအစ်စ်တွေ အဲငွေလန်းငွေဝင်လန်းချောင်းတွေပေါ့နော်ငွေစီငွေစီလန်းချောင်းတွေနောက်ထပ်အစ်စ်တွေပွင့်တာဒါမျိုးလေးတွေကြုံလာနိုင်တဲ့တော့ကြောင့်မို့လို့ငွေကြီးကတော့ဒီတစ်ပတ်တာကာလမှာကန်ကောင်းနေတဲ့အဲကာလဖြစ်ပါတယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးပုံမလက်ရွှင်ငွေဝင်စီဖို့အတွက်လောရမရေတရားလေးခါတပြေလင်းညွန့်ရွဲလာလင်းညွန့်ကိုဖျားကပ်ပေးပါအဲ့ဒါဆိုလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ပုံမအဆင်ပြေလာမယ်လို့တွေ့ရပါတယ်အချီကြီးနဲ့ပတ်သက်ပြီးတော့အနောက်ရရှိမယ်ကြားလိုဝင်မယ်အဲကိုကိုဒုက္ခပေးခြင်းနဲ့သူ ရှိတယ်ဆိုလည်းနမိတ်ကလေးမြင်ရတယ်ဗောနော်အဲ့တော့အခြေမှာတော့တခြားကြားလို့ရအောင်ဗောနော်အဆင်မပြေအနောက်ရှက်ဖြစ်တာလေးဂျုံလာနေတယ်လို့ကြောင်းမလို့အခြေကံလေးကတော့ဒီဘက်ကလာမှာညံ့နေတယ်လို့ပြောရတယ်အဲ့တော့အခြေကပို့ပြီးအဆင်ပြေလာစေဖို့အတွက်ကိုယ့်ရဲ့ဝိစားတစုံကိုမရှိတဲ့သူကိုလှုပ်ပေးလိုက်ပါပြီးတော့ခြေကံကောင်းလာစေဖို့အတွက်လည်းဆူတောင်းပေးပါအဲဒါဆိုလို့ရှိရင်တော့ခြေလေးပုံမဆင်းပြေလာမယ်ဆိုရင်နမိတ်ကလေးကိုမြင်ရတယ်ပြီးတော့ အင်တာရီပေါ့နော်အင်တာရီနဲ့ပတ်သက်ပြီးကြားလိုက်တဲ့မိကတော့မွေအမြေကွေးပေါ့နော်မြေကွေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အခြေအေးကအနောက်ချက်တွေအဲဖြစ်အဲကိုယ့်ရဲ့အင်တာရီမှာအလိုကိုချစ်သူကတခြားလူရှိကိုတွားတာလိန်ညာလက်ပြားခံရတာဒါမျိုးလေးတွေကြုံလာနိုင်တယ်ပြီးတော့အင်တာရီမှာဟောပြောမယ်ဆိုလို့ရှိရင်တော့အခက်မသိရင်အဲ ဒီလိုအမှုခင်းလေးတွေဖြစ်လာနိုင်တဲ့အကြောင်းမလို့အိမ်ဆောင်ရေးခန့်လေးကတော့ဒီလိုပတ်တာကာလမှာတော်လေးညံ့နေရလို့ပြောလို့ရတယ်။အဲ့တော့အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးအဆင်ပြေစေဖို့အတွက်မိမိရဲ့မွေးနံတောင်မှာမိကိုတက်စီလှူပြီးတော့အိမ်ဆောင်ရေးခန့်လေးကောင်းလာဖြစ်ကိုတော့ဆူတောင်းပေးပါ။ပြီးတော့ဂျမိုင်းပေါ့နော်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့မထင်မှတ်ထားတဲ့ ဘယ်လိုကိုယ်မှာရှိနေတဲ့ယောဂဝေဒနာတခုကမထင်မှတ်ထားတဲ့နေရာနေပြီးတော့အလိုစေးပွားတခုခုကြောင့်ပေါ့နော်ပို့ပြီးတော့အဆင်ပြေသွားတာမျိုးလေးလေးစိတ်ချမ်းသာစရာလေးတွေကျန်းမာရေးနဲ့ပတ်သက်ပြီးဒါမျိုးလေးတွေကြုံရနိုင်တယ်အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးဆူဆူရရမရှိဘူးဖြစ်လာလို့ရှိရင်လည်းခဏတစ်ပြုတ်ပဲဖြစ်မယ်စေးဆိုတာကလည်းအဲ့လိုမျိုးအရင်တော့က အနာနဲ့ဆီနဲ့မတည့်ခဲ့ဘူးဆိုလို့ရှိရင်လက်ဒီပတ်တာကာလာမှာအနာနဲ့ဆီနဲ့တည့်ပြီးတော့ကြာခင်ပြတ်တတပြောက်ကင်းသွားမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်ပေါ့နော်အဲ့တော့ကျမိုက်လေးကကောင်းပါတယ်ကျမိုက်ပုံမကောင်းမှုတွေဖို့အတွက်တပတ်တာကာလာအတွင်းမိမိရဲ့ပတ်စံအိတ်ထဲမှာလေးညင်းပွင့်လေးကိုစောင့်ပြီးတော့ကျမိုက်ကောင်းလာစေဖို့အတွက်အဆောင်ထားပြပါခင်ဗျာအဲ့တော့ဂျာရီသားကြီးများအားလုံးကျမိုက်ချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကိုအဲ follow လေးလုပ်အသေးလေးပြီး comment လေးရေး share သွားကြပါဦးခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်းလာလေးပြဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်